ကဲမမဘရန်ဒီကရဲ့ပွဲအကြောင်းပြောရအောင်အဲအမှတ်ဆုံးဖြတ်နေပြီးသားပါတယ်ဒါပါပဲတတလီယာဘရန်ဒီကရဲ့လက်သီးပါဝါကိုကြောက်တယ်ကြောက်လဲကြောက်တော့ကြောက်တင်တယ်အာပထမချီမှာဆိုရင်သူကအခြေခံချက်လေးနေပဲသူခြေတော့တော်တော်လေးနေပဲသူကအောက်ခြေလေးခတ်ပြီးတော့ထီလန်းမထီဘူးအဲ့ဒါလေးနေပဲသူကအစားပြုတ်ပြီးတော့ sorry ဘာကြောင့်လဲဆိုတော့လက်သီးကိုကြောက်လို့ ဘရိုနီကာက1 2တွေကောင်းတယ်ဖြောင်းလက်တွေကောင်းတယ်ဒါအားလုံးလက်သိပြီးသားပါအဲ့ဒါကိုမှ तू ကအနာဆာမန်ဆန်အတွက်ဆိုပြီးတော့ तू လေ့ကျင့်ထားတဲ့ပုံစံအရာဆိုရင်ကစ်ပေါင်စင်စတိုင်ပို့ပြီးတော့ရောက်နေရဒါကြောင့်မလို့1 2 hack kit ကို share ပြင်လာတယ်ညာ hack kit တွေကို share အဓိကအားဖြင့်တော့ तू ပြင်လာတာကိုကျွန်တော်သတိထားမိတယ်တစ်ချက်မှာဘရိုနီကာရဲ့ညာဖြောင်းတစ်ချက်ထိပြီးတော့တရုတ်လီလုံးဝမှောက်သွားတယ်အမှတ်စင်ရေခံလိုက်ရတယ်ပုံမှန်ဆိုရင်ကစားသမားတစ်ယောက်က အမဆင်ယူခံရပြီဆိုရင်နည်းနည်းနှိမ့်သွားတတ်တာမျိုးရှိရဲအဲ့ဒါကိုဘရိုနီကပိုင်မိထင်ပြီးတော့ဝင်တာမှားလားဆိုရင်မမအောင်ဒါလုံးတင်လုံးထိုက်တဲ့ဟာတခုပဲအမဆင်ယူခံရရင်လူရဲ့စိတ်ထဲမှာဆိုရင်စိတ်ကြောက်တဲ့စိတ်တခုဝင်သွားတယ်ဝါရီတခုဝင်သွားတယ်အဲ့ချိန်မှာပွဲဖြတ်တာဒီအကောင်းဆုံးပဲဒါပေမဲ့စိုးတာကတရုတ်ကအဲ့ချိန်မှာပါဝါရောတက်လုံးရောမကုံသေးဘူးသူ့ရဲ့ muscle memory အရာကိုကအုံနောက် response အရာဆိုရင်သူက wild lady တွေကကောင်းတယ်ရေကူးလက်သေးတွေခေါင်းကိုပြောဘယ်ဝိုက်ညာဝိုက်တဲ့လက်သေးတွေကကောင်းတယ်အဲ့ရနေဝိုက်လက်သေးရှင်ဝိုက်တဲ့အချိန်မှာ ဘဲဖြောင်းပေါ့နော်ဝိုက်တက်သေးတော့ဝိုက်တာပဲဒါပေမဲ့ဘဲဖြောင်းတစ်ချက်ကချင်းအောင်ထိပြီးတော့ဘရိုနီကာတစ်ခါပြန်ကြသွားတယ်အဲ့မှာနေအမတ်ဆက်တစ်ခါရေခိုင်းရတယ်ဆိုတော့ဘရိုနီကာဘက်ကလည်းပြန်စင်းစားသွားရတာကသူ့ငါကြိုက်တလောက် pressure ပေးပြီးထိုးလို့မရဘူးဆိုတော့အသည့်တစ်ခုဝင်သွားတယ်ဒါကြောင့်မို့ဘရိုနီကာလည်းအဲ့တစ်ခါပြန်ပြီးတော့အမတ်ဆက်ရေခိုင်းရတဲ့နောက်ပိုင်းမှာအယမ်းမဝင်ရဲတော့ဘူးအဲ့အချိန်မှာကျတော့တေယုတ်ကပြန်ပြီးတော့ပြန်စည်းလာတယ်ဟာငါသူ့ကိုလက်သီးနဲ့ရှင်လို့ရတယ်ဟာဆိုတော့စိတ်ကသူ့စီမှာပြန်ဝင်ပြီးတော့သူ့လက်သီးဘက်နဲ့ပြန်အစားပြုတ်ပြီးတော့ပြန်ပြီးတော့ဖိဆော့ဖို့ပြန်စင်းစားတယ်ဒါပေမဲ့ reach အကွာမှာကြာတော့တူတင်တလောက်အလုံးမဖြစ်ပြန်ဘူးဆိုတော့ပထမအချိန်မှာဒီတရားကိုတခါ message ရေခံရတယ်ဆိုပေမဲ့3မိနစ်ရဲ့ရှေ့ပိုင်းမှာ Bronica တာပြီးတော့3မိနစ်ရဲ့နောက်ပိုင်း message ရေးပြီးရဲ့နောက်ပိုင်းမှာတော့ clean shot ပိုင်းမှာတော့တရုတ်ကနည်းနည်းလေးပြန်တာသွားပါတယ်ဒုတိယအချိန်မှာဆိုရင်လေ Bronica လက်သီးပိုင်းထက်ဒီ post kit တွေ high kit တွေနဲ့ပဲအစားပြုပြီးတော့ဆော့တော့တယ်ဘာကြောင့်လဲဆိုတော့ဟိုတရုတ်က timing နဲ့ speed ပိုင်းနဲ့ဒီ yam blue ထိုးတဲ့လက်သီးပဲပြောပြောရေကူးလက်သီးပဲပြောပြော white လက်သီးပဲပြောပြောအဲ့လိုလက်သီးတွေက Bronica ထက်တော့မြန်နေတာတော့အမှန်ပဲဆိုတော့ Bronica က သူ့အတွက်က risk အ ਨੇ ဆုံးနည်းလမ်းကိုပဲရွေးသွားရရှာတယ်။ဘယ်ညာရွှေ့တဲ့အပိုင်းမှာဆိုရင်တရုတ်ကတော့မှပို့ပြီးတော့မြန်နေတာပါ။ဒီပပုလုံးလုံးကောင်မလေးကို bro က light ဖမ်းဖို့တိတ်ပြီးတော့မလွယ်ကူလာဘူး။ဘယ်ရွှေ့လိုက်ညာရွှေ့လိုက်နဲ့ထောင်းကပ်အောင် ပို့တော့လေဒေါင်ထဲကိုမဝင်မဲနဲ့ရအောင်ပတ်ပြီးတော့ Bronica ကိုပြန်ဆော့သွားရှာတယ်။အဲ clean shot ဘိုင်းနေမှာကတော့ Bronica ဒီမှန်တယ်ဒုတိယချီရောတတိယချီရောနည်းနည်းလေးပို့ပြီးတော့ရတယ်ဆိုပေမဲ့အရင်ကြီးကွာခြားတယ်လို့တော့ပြောလို့မရတဲ့အခြေအနေမျိုးပါ။အဲ့ဒါနဲ့ပဲအမှန်ဆုံးဖြတ်ကိုရောက်သွားတော့ဒိုင်တအိုးက Bronica ကိုအသာပေးတယ်နောက်ထပ်ဒိုင်တအိုးက Lee ကိုအသာပေးထားပါတယ်။ ပေးလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့ပရမအချီမှာဆိုရင်လည်းမသိမကွယ်ဒုတိယအချီမှာဆိုလည်း clean shot ပိုင်း pronica နည်းနည်းတားရဆိုမဲ့မသိမကွယ်ပါ။နောက်ထပ်တိုင်တူးကတော့ pronica ကိုအတာပေးရတဲ့ကြောင့်မလို့ split decision နဲ့အမှန်နဲ့အနိုင်ရသွားပါတယ်။အနိုင်တော့ရသွားတာမှန်ပေမဲ့ဒါပုံပွင့်လေးလေးပြောရရင်တော့အရန်ကြီးအားမရတဲ့ပွဲတစ်ပွဲပါ။ဘာကြောင့်လဲဆိုတော့ကိုလူကတကယ်ကိုမှ kickboxing champion တရောင်းနဲ့ရှင်ပြိုင်မှုအတွက်လေ့ကျင့်ထားတဲ့လူနံပါတ်1အချက်နောက်တစ်ချက်ကကိုလိုဝါဒီမှာဝမ်ချမ်ပီယံရှစ်ပွဲရက်ကော့အရာဆိုရင်အပေါ်ရှိတဲ့လူလက်တက်မှာလည်းကိုလိုဝါတာတယ်အစစအရာရာဆင်ဘောကလူတယောက်ကအခုမှစပြီးတော့ one championship ကိုဝင်လာတဲ့လူတယောက်ကိုဒီလောက်ထိယုံရတာတော့နည်းနည်းလေးတော့တိတ်တော့အားမရဘူးဟိုတယောက်တည်းလဲစောက်ချင်တော့မဟုတ်ဘူးကစ်ပေါင်စင် champion ဖြစ်တဲ့ဆိုပေမဲ့တနစ်ခွဲကျော်ပွဲဝင်နေတာရဲ့ physical ဘိုင်းအားနည်းချက်တွေရှိနေတာတော့မှသူ့ကိုဒီလောက်ထိ speed ဘိုင်းနဲ့ ဒီလောက်ထိ control လုပ်ပြီးဆော့သွားနိုင်နေဆိုတာတရုတ်ကလည်းခေသူတော့မဟုတ်ပါဘူး။ဒါကြောင့်မလို့ Brony ကနိုင်ရသွားတယ်။တိုးတော့အရန်ကြီးအားရတဲ့ပွဲပွဲမဟုတ်ဘူး။ဘယ်လောက်ထိမျောလင့်ထားလဲဆိုရင် bonus တိမျောလင့်ထားတာပါ။ဆိုလိုချင်တာကတော့အလဲထိုးနိုင်လောက်တဲ့အနေအထားထိမျောလင့်ထားပါတယ်။ Brony ကဒီပွဲမှာဘာတွေအားနည်းချက်ရှိသွားလဲဆိုရင်ရှို့တာပါ။ညာဘက်ရှူတာဘယ်ဘက်ရှူတာတွေကကြာနေတယ်။အာ high cut တင်ဆော့ရဆိုမှရှူတာမပါလာတဲ့အတွက်ကြောင့်မလို့ wallet ဒီကောင်းတဲ့လူတစ်ယောက်အတွက်ကြတော့ဒါအခွင့်အရေးကောင်းအောင်တစ်ခုခုပေးသလိုဖြစ်သွားပါတယ်။ဆိုတော့ရှူတာတွေတင်ထားဖို့လိုပါတယ်။တခြားတက်ကနေပိုင်းတွေကတော့ ထပ်ပြေးတရားရရှိရဆိုမဲ့ဒီဘွဲရဲ့အဓိကအားနည်းချက်ကတော့ရှိုတာရဲ့ပြိုင်ဘက်ရဲ့ပြန်ပြီးတော့ထွက်လာနိုင်တဲ့ punch ပိုင်းတွေကိုကြိုတွက်ထားရဆိုမဲ့အဲ့လောက်ထိသူအရန်ကြီးမတွက်ထားပုံရပါတယ်ဒီချက်တွေလောက်ပါပဲကျွန်တဲ့ချက်တွေကတော့သိပြီးပြောစရာမရှိပါဘူးအကုန်လုံးခြုံပြီးပြောမယ်ဆိုရင်တော့အရန်ကြီးအားမရပါဘူးနိုင်တယ်မှန်တယ်ဒါပေမဲ့အရန်ကြီးအားမရတဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ် Veronica ကောင်းပါတယ်ဒါပေမဲ့အရန်ကြီးအားမရတာပါ